ီနေ့တင်ပြမယ်အကြောင်းအရာကတော့အရင်လိုသတင်းဆောင်ပါပုံစံမျိုးမဟုတ်ပေနဲ့ဒီကမ္ဘာနိုင်ငံရေးအထင်းမှာတတိထားစောက်ကြည့်ရမယ်ဒီခေါင်းဆောင်တဦးရဲ့အကြောင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ်ဒီလိုတင်ဆက်မဲ့အစီအစဉ်ဟာကျွန်တော်ရဲ့ဒီတည်တဲ့ရုပ်ပုံတော်အစီအစဉ်ပဲဖြစ်ပါတယ်ဆိုတော့နိုင်ငံခေါင်းဆောင်တယောက်ရဲ့အကြောင်းတွေကိုပြောရမယ်ဆိုလို့ရှိရင်စာအုပ်တုံးလောက်ရေးလို့ရပါတယ်ဒါပေမဲ့အတိတ်ထဲကမှဒီအရေးကြီးတဲ့အချက်တွေကိုထုတ်ပြီးတော့မှပြောတော့ပါမယ် ဆိုတော့ဒီကနေ့ကျွန်တော်တင်ပြမယ်ဒီကမ္ဘာနိုင်ငံရေးထင်းမှာစောက်ကြည့်ရမယ်ခေါင်းဆောင်ဆိုတာဒီအစ္စရေးမှာတက်တန်အရှိဆုံးဝန်ကြီးချုပ်ဖြစ်တဲ့ဒီဗဂျမန်နေတညာဟုပဲဖြစ်ပါတယ်ဆိုတော့တချို့ကဒီသူ့ကိုချစ်စနိုးနဲ့နေပြီးဒီဘီဘီလို့ခေါ်ကြပါတယ်ဆိုတော့သူဟာဒီအစ္စရေးသမိုင်းမှာဒီဝန်ကြီးချုပ်အဖြစ်တက်တန်အရှိဆုံးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးတော့မှလက်ရှိအချိန်မှာလည်းသူဟာထမ်းဆောင်နေပါတယ်ဆိုတော့သူရဲ့ နောက်ခံတမိုင်းကြောင်းတွေနိုင်ငံရေးခရီးလမ်းတွေနောက်ပြီးဒီမဟာဗျူဟာတွေနဲ့ဒီဩဇာတက်ရောက်မှုတွေကိုအဲတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်ဆိုတော့ဒါကြောင့်ကျွန်တော်သူ့အကြောင်းတွေကိုလေ့လာကြည့်မှာဖြစ်ပါတယ်ဗက်ဂျမန်နီတန်ယာဟူဟာ1940နဲ့ဒီ6ခုနှစ်ဒီအော်တိုဘာ21ရက်နေ့အစ္စရေးနိုင်ငံတယ်လီမျိုးမှာမွေးဖွားခဲ့သူတယောက်ဖြစ်ပါတယ်ဆိုတော့သူ့ရဲ့မိသားစုဟာဒီဂျူးလူမျိုးဖြစ်ပြီးတော့မှဒီသူ့ရဲ့ ဖြစ်ဟာဒီဘန်ဇီယောနေတညာဟုဆိုတဲ့ဒီတမိုင်းပညာရှင်ကြီးတယောက်ဖြစ်ပါတယ်ဆိုတော့သူ့အဖေရဲ့အတွေးအခေါ်တွေကဒီဂျူးလူမျိုးတွေရဲ့ဒီအမျိုးသားယေဟောဝါဒမှာအရင်ကြီးနှိစက်ခဲ့တယ်လို့ဆိုကြပါတယ်ဒါကနောက်ပိုင်းနေတညာဟုရဲ့ဒီနိုင်ငံရေးအတွေးအခေါ်တွေပေါ်မှာလည်းတက်ရောက်မှုရှိခဲ့ပါတယ်ဆိုတော့နေတညာဟုမှာအကူနှစ်ယောက်ရှိပါတယ်အဲ့ဒီနှစ်ယောက်တည်းကမှဒီအကိုအကြီးတယောက်ဖြစ်တဲ့ဒီယိုနက်တန်နေတန်ယာဟုကတော့ 6ခုနှစ်မှာဒီယူကနာနိုင်ငံမှာဖြစ်ခဲ့တဲ့ဒီအန်တဘီလေဆိပ်စီးနင်းမှုဖြစ်စဉ်တွေမှာဒီအစ္စရေးကွန်မန်ဒိုတပ်ဖွဲ့ဝင်တယောက်ဖွဲ့တာဝန်ထမ်းဆောင်ရင်းနဲ့ဒီကြဆုံခဲ့ပါတယ်ဆိုတော့ဒီဖြစ်ရကနေတညာဟုရဲ့ဒီဘဝမှာဒီအကြီးကျယ်တက်ရောက်မှုရှိခဲ့ပြီးတော့မှသူ့ရဲ့အမျိုးသားရေးခွာရအပေါ်မှာယုံကြည်မှုတွေကိုပုံမခိုင်မာစေတယ်လို့ပြောဆိုကြပါတယ်သူမိသားစုကဒီ1960ခုနှစ်ဝန်းကျင်မှာဒီအမေရိကကိုတောင်းရွှေ့ခဲ့တယ်လို့လည်းသိရပါတယ် ဆိုအဲ့ဒီကနေဒီအမေရိကန်မှာဒီနိပညာတက်တော်တခုဖြစ်တဲ့ဒီ MIT မှာဗိတုကအနုပညာနဲ့စီးပွားရေးစီမံခန့်ခွဲမှုအထူးအဆင့်အထိဒီဘွေးတွေရတဲ့အထိကိုသူပြည့်မြောက်ခဲ့ပါတယ်ဒါကသူရဲ့နိုင်ငံရေးဘဝမှာစဉ်စားတွေးခေါ်တတ်တဲ့မဟာဗျူဟာတမားတယောက်ဖြစ်လာဖို့အခြေခံပေးခဲ့တယ်လို့ပြောလို့ရပါတယ်ဆိုတော့ဒါမှမဟုတ်နေတညာဟုကဒီပညာရေးတခုတွေနဲ့ပြီးသွားတာတော့မဟုတ်ဘူးဒီ1960နဲ့ဒီခုနှစ်မှာအစ္စရေးကိုပြန်လာခဲ့ပါတယ် ကျွန်တော်ပြန်လာပြီးတော့ဒီ82ခုနှစ်အရောက်မှာဒီအစ္စရေးကာကွယ်ရေးတပ်ဖွဲ့ဒီ IDF မှာစစ်မှုထမ်းခဲ့ပါတယ်ဒါပေမဲ့ဒီနေတညာဟုဟာပညာရေးတစ်ခုတည်းနဲ့တင်ပြီးသွားတာတော့မဟုတ်ပါဘူးဒီ1969ခုနှစ်မှာသူကအစ္စရေးကိုပြန်လာခဲ့ပါတယ်ဆိုတော့82အရောက်မှာဒီအစ္စရေးကာကွယ်ရေးတပ်ဒီ IDF ကိုမှဝင်ပြီးတော့မှသူစစ်မှုထမ်းခဲ့ပါတယ်သူကအထူးတပ်ဖွဲ့ဖြစ်တဲ့ဒီဆရမကမှာအရာရှိတယောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ် ဒီ93ခုနှစ်မှာဆိုလို့ရှိရင်ဒါ Yukipu စစ်ပွဲမှာလည်းပေါင်တိုက်ခိုက်ခဲ့ပါတယ်ဆိုတော့ဒီအတွေ့အကြုံတွေကသူ့ရဲ့နိုင်ငံရေးအမြင်မှာဒီလုံခြုံရေးနဲ့ဒီစစ်ရေးကိစ္စတွေကိုဦးစားပေးတွေးခေါ်တတဲ့သဘောကိုပို့ပြီးခိုင်မာစေခဲ့ပါတယ်ဆိုတော့သူနိုင်ငံရေးလောကတဲကိုအဲ့ဒီကနေတစင်ဘလိုတွေရောက်ခဲ့လဲဆိုတော့ကိုဆက်ကြည့်အောင်ပါနေတန်ယာဟုရဲ့ဒီနိုင်ငံရေးခရီးဟာ1980မှာစခဲ့တယ်လို့ပြောဆိုကြပါတယ်ဆိုတော့သူ့အကိုယိုနတန်တည်ဆုံမှုကြောင့် သူကအကျန်းဖက်မှုစန့်ကျင်မှုနဲ့ပတ်သက်တဲ့ဒီအမျိုးသားရေးဝါဒအပေါ်မှာပုံပြီးဆက်ရထက်သန်လာခဲ့ပါတယ်86ခုနှစ်မှာသူ့ရဲ့ကိုရဲ့ဒီအမှတ်တရအဖြစ်ပေါ့ဒီ Jonathan Institute ဆိုပြီးတော့မှဒီအကျန်းဖက်မှုတိုက်ဖြတ်ရေးနဲ့ဒီအဖွဲ့ပေါ့ဒီသူတနာအဖွဲ့တခုကိုသူတူထောင်ခဲ့ပါတယ်အဲ့ဒီအဖွဲ့ဟာနိုင်ငံတကာမှာအကျန်းဖက်မှုဆိုင်ရာဆွေးနွေးပွဲတွေကျင်းပခဲ့ပြီးသူ့ကိုနိုင်ငံတကာအဆင့်မှာလူတိများလာခဲ့ပါတယ်1980နဲ့နှစ်ခုနှစ်အရောက်မှာ သူကိုအစ္စရေးရဲ့ဒီဝါရှင်တန် DC မှာဒီတန်ယုံမှာပေါ့နော်ဒုတိယတန်မှုအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်ဆိုတော့သူရဲ့အင်္ဂလိပ်စကားပြောကျွမ်းကျင်မှုတွေနောက်ပြီးဒီအမေရိကန်နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့နှီးဆက်တဲ့အတွက်ကြောင့်မလို့သူကိုဒီအမေရိကန်မီဒီယာတွေကလည်းအများကြီးအင်တာဗျူးတွေနိုင်ငံရေးအတွေ့အခေါ်နဲ့ပတ်သက်လို့မေးမြန်းခဲ့တာတွေရှိပါတယ်ဆိုတော့သူကလည်းအဲ့ဒီမီဒီယာတွေကနေတစင်အစ္စရေးရဲ့အာ အစ္စရေးရဲ့အကြောင်းတွေနဲ့ပတ်သက်ပြီးနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မှသူအများကြီးထုတ်ဖော်ပြောခဲ့တာတွေရှိပါတယ်။1984ခုနှစ်မှာဒီကုလမကဆိုင်ရာအစ္စရေးတန်အမတ်ကြီးအဖြစ်ဆက်ပြီးတော့မှလည်းတာဝန်ပေးခံရပါတယ်။ဆိုတော့အဲ့ဒီမှာသူ့ရဲ့စကားပြောအရေးချင်းနဲ့ဒီအစ္စရေးရဲ့အကျိုးစီးပွားတွေကိုပြပြတသားနဲ့ကာကွယ်ပြောဆိုလာတာတွေကိုသတိထားမိပါတယ်။ထောင်ကနေ88ခုနှစ်မှာတော့သူဟာအစ္စရေးပြည်တွင်းနိုင်ငံရေးထိပ်ကိုတိုက်ရိုက်ဝင်လာခဲ့ပါတယ်ဆိုတော့သူဟာလီကစ် ပါတီကနေဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ်လဲခံခံရပြန်ပါတယ်ဆိုတော့ဒီ Liquid Party ဟာအမျိုးသားရေးဝါဒနဲ့ဒီလက်အစွန်အတွေးခေါ်တွေကိုကင်ဆွေးတဲ့ပါတီဖြစ်ပါတယ်နေတယာဟူရဲ့ဒီလုံခြုံရေးဦးစားပေးတဲ့အမြင်နဲ့အဲလိုက်လျောညှိထွေဖြစ်ခဲ့တယ်လို့ဆိုရမှာပါ1993ခုနှစ်မှာတော့သူဟာဒီအဲ့ဒီပါတီရဲ့ခေါင်းဆောင်အဖြစ်ရွေးကောက်တင်မြှောက်ခံရပြန်ပါတယ်ဆိုတော့အစ်စရီးနိုင်ငံရဲ့ဒီထိတ်တန်းပုံကူတူဖြစ်လာတယ်လို့လည်း ပြောလို့ရပါတယ်ဆိုတော့ဒါတွေကသူ့ဘဝရဲ့အစနဲ့နိုင်ငံရေးလောကထဲမှာကြားရကောင်ဖြစ်လာဖို့အတွက်လမ်းစားတွေဖြစ်ပါတယ်နေတညာဟုတ်ဟာသူ့ရဲ့ပထမဆုံးဝန်ကြီးချုပ်အဖြစ်ဒီ1996ခုနှစ်မှာစတင်ပြီးရေကောက်ခံခဲ့ရပါတယ်အဲ့ဒီအချိန်ကဒီသူ့အသက်ဟာ46နှစ်ပဲရှိပါတယ်ဆိုတော့အစ္စရေးသမိုင်းမှာအသက်ငယ်ဆုံးဒီဝန်ကြီးချုပ်ဖြစ်ခဲ့တာပါသူရဲ့ပထမတက်တန်းကဒီ1996ကနေ1996ခုနှစ်တည်းဖြစ်ပါတယ် တတိယပထမအကြိမ်ဝင်ကြီးချုပ်တက်တန်ကတိတ်ပြီးတော့မှမရှိခဲ့ပါဘူးဒုတိယအကြိမ်ကတော့ဒီ2009ခုနှစ်မှာပြန်လည်ရွေးကောက်ခံရပြီးတော့2020ခုနှစ်ဒီပေါ့ဒါဆက်လက်တောင်းထမ်းဆောင်ခဲ့ပါတယ်ပြီးတော့ဒီ2022ခုနှစ်ဒီဒီဇင်ဘာလမှာတတိယအကြိမ်ဝင်ကြီးချုပ်ပြန်ပြီးတော့မှလည်းရွေးကောက်ခံခဲ့ရပါတယ်လက်ရှိအချိန်ဒီပေါ့နော်ဒီလက်ရှိ2025အထိကိုလည်းသူဝင်ကြီးချုပ်အဖြစ်နဲ့ဆက်လက်တောင်းထမ်းဆောင်နေပါတယ်သူရဲ့ဝင်ကြီးချုပ်တက်တန်တွေကိုစုစည်းကြည့်ရင်15နှစ်ကျော်လောက်ရှိနေပါပြီ။ ဒါ is rhythm မှာအခြေဆုံးဝင်ကြီးဆုံးတယောက်ဖြစ်ပါတယ်ဒီလောက်ကြာရှည်တည်မြဲနိုင်နိုင်တာကဒီသူ့ရဲ့နိုင်ငံရေးမဟာဗျူဟာနဲ့ပြည်သူထောက်ခံမှုကိုထိန်းထားနိုင်တဲ့စွန့်ရင်ကြောင်းလို့လည်းဒါတမိုင်းပြည်ရှင်တွေကဆိုကြပါတယ်ပထမအကြိမ်ဝင်ကြီးချုပ်ဖြစ်ခဲ့တဲ့ဒီ1990နဲ့90ခုနှစ်ကဒီ2009ခုနှစ်အကြာမှာပေါ့လေဒီနေတညာဟုကသူပထမအကြိမ်နားပြီးတော့ဒီနိုင်ငံရေးနဲ့ဝေးကွာသွားတာတော့မဟုတ်ဘူးဒါပေမဲ့သူအဲ့ဒီအကြာထဲမှာပဲဒီနိုင်ငံရေးအလုပ်တွေကိုသူနိုင်ငံကနေဆက်ပြီးလုပ်နေတာပေါ့ ဆိုလိုချင်တာပါ။သူကလုံခြုံရေးနဲ့ကုန်သွယ်ရေးလုပ်ငန်းတွေမှာအလုပ်လုပ်ခဲ့ပြီးသူ့ရဲ့နိုင်ငံရေးအတွေးခေါ်တွေကိုပို့ပြီးခိုင်မာလာအောင်လုပ်ခဲ့ပါတယ်။ဆိုတော့အခုလိုကာလမှာသူကအီရန်ရဲ့ဒီနျူကလ িয়ার အစီအစဉ်တွေအကြောင်းကိုလူသိများအောင်လည်းအဲ့ဒီတုန်းကပြောဆိုခဲ့ပါတယ်။ဆိုတော့အစ္စရေးလုံခြုံရေးအတွက်ကာကွယ်ရေးကိုအထူးအရေးပေးပြီးတော့မှဒါပြောခဲ့တယ်လို့ဆိုကြပါတယ်။ဆိုတော့ဒါကြောင့်လေနေတန်ယာဟုကဒီဒုတိယအကြိမ်2009ခုနှစ်မှာဝန်ကြီးချုပ်အဖြစ်ပြန်ပြီးတော့မှဒါရွေးကောက်ခံခဲ့ရတယ်လို့ဆိုကြပါတယ်။ ဆိုနေတန်ယာဟုကဒုတိယတကြိမ်ဝန်ကြီးရာထူးအဖြစ်ဒီမေးဆွေတဲ့ကာလမှာပေါ့လေဒါအီရန်ရဲ့နျူကလ িয়ার အကြောင်းတွေကိုထည့်ပြောလာတဲ့အတွက်ဒါကိုအီရန်ကဒီအခဲမကျေဖြစ်ပြီးတော့သူ့ကိုလှုပ်ချင်ဖို့အထီးစီစဉ်ခဲ့တယ်လို့ဒါမီဒီယာတွေရဖော်ပြချက်တွေသတင်းစာဆရာတွေပြောပြချက်တွေရဒါကိုကာပြီးသိရပါတယ်ပြောရမယ်ဆိုလို့ရှိရင်နေတန်ယာဟုက2009ခုနှစ်မှာသူဒုတိယဝန်ကြီးချုပ်ဖြစ်လာတဲ့အချိန်မှာသူ့ရဲ့ယာထူးကတိတ်ပြီးတင်ညီမှုမရှိခဲ့ဘူးအာမကောင်းတဲ့တွေနဲ့တောက်လျှောက်ဆိုသလို ထွက်ခဲ့ပါတယ်ဒါပေမဲ့နေတရန်ဟူကတောက်ကိုထိမ့်ချုပ်ဖို့ကြိုးစားခဲ့ပါတယ်အရှိလေပိုင်းမှာဩဇာထွက်ပြန်ဖို့ကြိုးစားလာတဲ့ဒီအီရန်နဲ့သူ့ရဲ့စနက်တန်တွေဖြစ်တဲ့ဒီဂါဇာစစ်ပွဲတွေဟစ်ဘိုလာတိုက်ပွဲတွေကိုသူကောကောင်းကြီးကင်တွေခဲ့ပါတယ်ဆိုတော့အဲ့ဒီတုန်းကထူးခြားတဲ့ပြည်စင်တစ်ခုကအရေးနိုင်ငံတွေနဲ့ဒီအဗရာဟမ်ဆိုတဲ့သဘောတူစာချုပ်ကိုသူချုပ်ဆိုနိုင်ခဲ့ပါတယ်ဒီအဗရာဟမ်သဘောတူစာချုပ်ဟာဟီဘရူးကျက်ထဲကလာတဲ့ဒီ ယူဒန်ဘာသာခရစ်ယာန်ဘာသာနဲ့အစ္စလမ်ဘာသာဝင်တွေတဲ့အထူးလေးစားကြတဲ့ပုဂ္ဂိုလ်တူရဲ့နှံ့မိကိုအဆွေးပြုပြီးတော့ငင်းချင်းရေးကိုအစပြုတဲ့စာချုပ်သဘောလို့လည်းဒါဆိုကြပါတယ်ဆိုတော့အဲ့ဒီအရိနိုင်ငံတွေနဲ့စာချုပ်ချုပ်ဆိုတဲ့အချိန်ကဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်ပဲဖြစ်ပါတယ်အဲ့ဒီစာချုပ်ကိုဒီ2020မှာအမေရိကန်ရဲ့အင်ဖီတော်မှာလက်မှတ်ရေးထိုးခဲ့ကြတာပါဒီလိုနေနဲ့နေတန်ယာဟုရဲ့ဒုတိယကြိမ်ဝန်ကြီးချုပ်ရာထူးကပြန်ပြီးတော့မှတည်ငြိမ်လာခဲ့ပါတယ် လက်ရှိတတိယကြိမ်ဝန်ကြီးချုပ်ဖြစ်လာပြီးတဲ့နောက်ဒီ2025မှာအူရန်ကအစ္စရေးရဲ့အသက်ရှင်မှုကိုချင်းချောက်လာနေတယ်ဆိုပြီးတော့မှပုံကျဲတိုက်ခိုက်တဲ့အပြင်အီရန်ခေါင်းဆောင်ကြီးအာယာတိုလာအလီခါမီနီကိုရှင်းပြမဲ့အထိလဲနေတန်ယာဟူကချင်းချောက်လာခဲ့ပါတယ်နေတန်ယာဟူရဲ့ဝန်ကြီးချုပ်တက်တန်းအတွင်းကအစ္စရေးဟာပဏိပခါများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်သူဟာလုံခြုံရေးကိုဦးစားပေးတဲ့ခေါင်းဆောင်တယောက်ဖြစ်ပြီးအစ္စရေးရဲ့ရန်သူတွေကိုပြက်ပြက်တသားတုံ့ပြန် တက်တက်လူတယောက်လုံးလူတိများကြပါတယ်သူလက်ထက်မှာဖြစ်ခဲ့တဲ့အဓိကစစ်ပွင့်နဲ့စစ်စင်ရင်တချို့ကိုကြည့်မယ်ဆိုလို့ရှိရင်သူဒုတိယကြိမ်ဝင်ကြီးကျော်ဖြစ်လာတဲ့အချိန်ကနေစလို့ဂါဇာကမ်းမြောင်မှာဒီဟားမတ်တွေကအစ္စရေးကိုတိုက်ခိုက်တာတွေတောက်လျှောက်လှုပ်ခဲ့ပါတယ်ဆိုတော့2009ခုနှစ်ရဲ့အဲ2009ခုဒါ2012နောက်ပြီး2023ဒီတိဆိုလို့ရှိရင်ဒါဟာမတ်တွေနဲ့စစ်ပွဲဖြစ်တာလေအများဆုံးပါဒါသူ့ လက်ထက်မှာလို့ပြောလို့ရပါတယ်ဆိုတော့ Hamas တွေ ਨੇ ဖြစ်လာတဲ့နောက်ပိုင်း Israel တိုက်ခိုက်မှုပြင်းထန်လာတဲ့အတွက်ဒီ Hezbollah တွေကလည်း Lebanon ကနေပြီးဒီ Hamas တွေကိုဝင်တိုက်ပေးလာတယ် Israel ကိုဒီနှစ်ဖက်နဲ့ပူးပေါင်းပြီးတိုက်တယ်လို့ပြောရမှာပါဆိုတော့ဒါပေမဲ့ Israel ကဒါကိုကောကောကြီးပြန်တုံ့ပြန်ခဲ့ပါတယ်အထူးသဖြင့်ဝန်ကြီးချုပ်ဖြစ်တဲ့ဒီ Netanyahu ရဲ့ပြက်သားတိကျတဲ့ဆုံးဖြတ်ချက်တွေနဲ့ Hamas တွေရောဒီ Hezbollah တွေကိုပါတိကျတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်ခဲ့ပါတယ် ဆိုတော့ဒီဟာမတ်နဲ့ဟစ်ပိုလာတွေကအစ္စရေးတိုက်ခိုက်တဲ့ဟာဒီအီရန်ရဲ့ဒီဂျန်ဟန်စစ်ပွဲကြီးတခုဆိုတော့အစ္စရေးကကောက်ကောက်ကြီးကိုတိပါတယ်ဒါပေမဲ့အစောပိုင်းကာလတွေမှာအီရန်ကိုအစ္စရေးကဒီစစ်မျက်နှာမဖွင့်နိုင်ခဲ့ပေမဲ့လက်ရှိ2025မှာတော့သမိုင်းဝင်မဲ့ဒီစစ်ပွဲမျိုးကိုနေတန်ယာဟုကအမိန်ပေးခဲ့ပါတယ်အဲ့ဒါကဒီလက်ရှိဖြစ်နေတဲ့အီရန်နဲ့အစ္စရေးစစ်ပွဲပဲဖြစ်ပါတယ်အရှေ့လေပိုင်းမှာဩဇာချက်တွင်ဖို့ဒီကြိုးစားနေတဲ့အီရန်နဲ့ ဒီနျူကလ িয়ার အစီအစဉ်ဟာဒီအစ္စရေးရဲ့အသက်ရှင်မှုကိုချိန်ချောက်နေတယ်ဆိုပြီးတော့မှနေတန်ယာဟုကဥရင်ကိုဒီစစ်မှန်တာဖွင့်လိုက်တာပါဒါကြောင့်နေတန်ယာဟုဆိုတာနိုင်ငံရေးစီရေးသဘောတရားတွေနဲ့ပြည်နေတဲ့စစ်ပြင်းတူပဲဖြစ်ပါတယ်သူ့ကို short တက်ဖို့ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးနေတန်ယာဟုရဲ့အစ္စရေးနဲ့ပတ်သက်လို့သူ့ရဲ့နိုင်ငံရေးမဟာဗျူဟာတွေကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်အချင်းချင်းတွေ့နေတာကတော့အစ္စရေးရဲ့လုံခြုံရေးကိုအပြည့်အဝဥစားပေးတာကိုတွေ့ရပါတယ် ဘာကြောင့်ဒီလိုထိတ်ဆုံးမှထားလဲဆိုတော့အစ္စရေးဟာယဉ်သူတွေဝိုင်းနေတဲ့စစ်ဝိုင်းရဲ့အလင်မှာရှိနေလို့ပါအထူးသဖြင့်တော့ဟာမတ်စ်တို့ဒီစစ်သွေးကြောအဖွဲ့တွေအီရန်တို့ဒေသတွင်းအင်အားကြီးနိုင်ငံတွေကိုချင်းချောက်မှုအဖြစ်အတက်မှတ်လာတဲ့အဖွဲ့တွေပေါ့သူတို့ရဲ့စွမ်းအားတွေကိုချော့ချနိုင်ဖို့အတွက်နေတဲ့ညဟုတ်ကအမြဲတမ်းသူစ조사ခဲ့ပါတယ်ဥပမာအီရန်ရဲ့ဒီနျူကလ িয়ার အစီအစဉ်ကိုနိုင်ငံတကာအဆင့်မှာဖိအားတွေပေးခဲ့တယ်နောက်ဒီ2015ခုနှစ်မှာဆိုလို့ရှိရင်လည်းဒါ အီရန်နျူကလ িয়ার စီရင်သဘောတူညီချက်လို့ခေါ်တဲ့ဒီ JCPOA ကိုဒါပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့တယ်။အမေရိကန်သမ္မတထရန့်ကိုလည်းဒီ2018မှာအဲ့ဒီနျူကလ িয়ার သဘောတူစာချုပ်ဒီအိုဘားမားလက်ထက်တုန်းကချုပ်ဆိုခဲ့တဲ့အဲ့ဒီစာချုပ်ကိုလည်းအဲ့ဒီသဘောတူညီချက်ကနှုတ်ထွက်အောင်သမ္မတထရန့်ကိုဒီနေတန်ညာဟုကဆွဲဆောင်နိုင်ခဲ့တယ်ပေါ့။ဆိုတော့နောက်ပြီးတော့နေတန်ညာဟုကဒီ1969ခုနှစ်နေနမိတ်တွေကိုအခြေခံပြီးကိုယ်ပိုင်အုပ်ချုပ်권ရဒီပါလက်စတိုင်းနိုင်ငံတစ်ခုတည်ထောင်ရေးကို အတော်လေးကိုဆင့်ကျင်သူတယောက်လည်းဖြစ်ခဲ့ပါတယ်။ပြီးရင်ဒီပါလက်စတိုင်းတွေရဲ့အနောက်ဘက်ဒီအနောက်ဘက်ကန်ဒေတာဒီဝက်စ်ဘန်မှာလည်းဒီဂျူးလူမျိုးတွေအခြေချနေထိုင်မှုကိုတုံ့ပြန်ပြီးတော့မှဒါအဲ့ဒီကနေတစင်တိုးလာဖို့ကိုလည်းသူအမြဲတမ်းလုံမှန်းခဲ့ပါတယ်။ပါလက်စတိုင်းနဲ့အငင်းပွားပဲဖြစ်တဲ့ဒီအဲ့ဒီဒေတာကဒီအနောက်ဘက်တောင်ရဲဒေတာတွေမှာဒီအစ္စရေးဘက်ကဒီတပ်ဖွဲ့တွေတက်ဆွဲထားထိန်းချုပ်ထားတဲ့နေရာတွေလည်းအများကြီးရှိပါတယ်။ ဒါဟာပါလက်စတိုင်းတွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုကိုပို့ပြီးဒါရှုပ်ထွေးစေခဲ့ပြီးတော့မှနိုင်ငံတကာကဒီအစ္စရေးကိုဝေဖန်လာတဲ့အချက်တွေလည်းအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့ဒီနေတညာဟုအတွက်တော့ဒါဟာဂျူးလူမျိုးတွေရဲ့ဒီသမိုင်းဝင်အခွင့်အရေးတစ်ခုလို့သတ်မှတ်တယ်လို့ဒါအများကသူ့ကိုတုံ့ပြန်ကြပါတယ်။နေတညာဟုရဲ့နိုင်ငံရေးရည်ကြိမ်ကနေတဆင့်မြင့်တက်လာတာကတော့ဒီ RN နိုင်ငံနဲ့ RN နိုင်ငံတချို့နဲ့ဒီဆက်ဆံရေးကိုတုံ့ပြန်နိုင်ခဲ့တာပေါ့။2020ခုနှစ်မှာဒီအမေရိကန်ရဲ့ချောင်းဝင် ယေရှုခဲ့တဲ့ဒီအဗရာဟံသဘောတူညီချက်ကြောင့်ဒီအစ္စရေးဟာအရက်ဆိုဘွားပြည်တော်စုဒီ UAE ဘာရိန်းဆူဒန်နဲ့ဒီမော်ရိုကိုအပါဝင်ပေါ့ဒီသူတို့နဲ့တန်တမန်ရေးပုံထူထောင်နိုင်ခဲ့တယ်ဒါဟာအီရန်ကိုဒေသတွင်းတပြန်ဖက်တားနိုင်ဖို့ရည်ရွယ်တဲ့ဗျူဟာတစ်ခုလည်းဖြစ်ပါတယ်ဆိုတော့နေတန်ယာဟုရဲ့နိုင်ငံရေးရည်ရွယ်ချက်ကအစ္စရေးကိုဒေသတွင်းအင်အားကြီးနိုင်ငံတစ်ခုအဖြစ်ထိမ့်သိမ်းပြီးတော့မှဒီဂျူးလူမျိုးတွေရဲ့အမျိုးသားရေးဝန်ထမ်းကိုကောက်ခွဲဖို့ဆိုတာကိုလုံးဝကြီးရုပ်လုံးပွနေပါတယ် ူကဒီလိုမျိုးတွေရဲ့တခုသေးသောနိုင်ငံဖြစ်တဲ့ Israel ကိုဘယ်နိုင်ငံကမှဒီအနေပြုလို့မရအောင်ကာကွယ်မယ်ဆိုတဲ့အတွေးခေါ်ကိုသူကင်ဆွဲထားတာပါပြောချင်တာကတော့နေတညာဦးဆိုတာကဘာမှနိုင်ငံရေးမသိတဲ့စစ်ရေးအတွေ့အကြုံမရှိတဲ့သူတရားမဟုတ်ဘူးနိုင်ငံတကာမှာရောဒီမဟာဗျူဟာပိုင်းမှာရောစစ်ရေးရောဒါသူကမျှကြေးအားလုံးကိုရှိနေတဲ့ခေါင်းဆောင်ဦးပဲဖြစ်ပါတယ်အထူးသဖြင့်ဒီရန်သူတွေဝိုင်းနေတဲ့အလေမှာအ ်အစ္စရေးကတော်မတိုက်ရင်တောင်မှသူ့ကိုပြန်တိုက်လာမယ်အခြေအနေပါဒါကြောင့်နေကျင်ရောင်းကလည်းသူများမချခင်ကိုရင်ချလိုက်တဲ့လက်အုံမူရှိုက်ယူတဲ့သဘောလဲဖြစ်ပါတယ်ဒါကြောင့်နေတန်ယာဟုဆိုတာပေါ့သေးသေးလူတော့မဟုတ်ပါဘူးနေတန်ယာဟုကဒီစကားပြောဒီနိုင်ငံရေးပြည်ရင်နဲ့ပတ်သက်လို့ကျွမ်းကျင်တဲ့ခေါင်းဆောင်တယောက်ဆိုပြီးတော့မှဒီနိုင်ငံရေးလေးလာတုံးသက်သူတွေနိုင်ငံတကာသတင်းစာဆရာတွေရဲ့ပြောဆိုချက်တွေရသိရပါတယ်ဆိုတော့အထူးသဖြင့်အစ္စရေးဟာဒီရန်သူတွေကြားမှာရှင်သန်နေရတဲ့အကြောင်းတွေကို ဒီလုံချုံရေးအရာထည့်ပြောတာတွေနောက်ပြီးကာကွယ်ရေးအတွက်အထူးအလေးပေးပြောတာတွေနောက်ဆုံးဒီအီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေကိုသူရဲ့မိန့်ခွန်းတွေထဲမှာအတော်လေးအလေးပေးပြောဆိုတာတွေရှိခဲ့ပါတယ်ဆိုတော့နောက်ပြီးတော့ဒီ2023ကာဇာစစ်ပွဲမှာဆိုလို့ရှိရင်ဒီ Hamas ကိုအပြီးဖျက်သိမ်းမယ်လို့တော့ချိန်ချောက်ခဲ့ပါသေးတယ်2018ခုနှစ်မှာအမေရိကန်တန်ယုံကိုဂျေရုရှလင်ကိုဒီပြောင်းချွတ်တဲ့အခါသူကဒါဟာဂျူးလူမျိုးတွေရဲ့ဒီတမိုင်းဝင်တရားမျှတမှုလို့မင်းကုန်တွေမှာထည့်ပြောခဲ့တာရှိပါတယ် 2024ခုနှစ်ကုလသမဂ္ဂညီလာခံမှာသူကဒီအရှိအလေပိုင်းအစ်စ်ဆိုတဲ့စကလုံးကိုတုံးပြီးအီရန်ရဲ့ဒီဩဇာလွှမ်းမိုးမှုကိုဆန့်ကျင်တဲ့အာရဗ်နိုင်ငံတွေနဲ့မဟာမိတ်ဖွဲ့ရေးကိုအလေးထားပြီးပြောဆိုခဲ့တာလည်းရှိပါတယ်ဒီလိုနေတန်ယာဟုရဲ့ပြောင်းရင်ပြောပြောရတဲ့ဒီမိန့်ခွန်းတွေထဲဟာဒီအစ္စရေးပြည်သူတွေရဲ့အမျိုးသားရေးစိတ်ဓာတ်ကိုမြင့်တက်စေတယ်လို့နိုင်ငံရေးသမားတွေကယူဆကြပါတယ်နောက်ပြီးတော့ဒီသူဟာပြတ်တာတဲ့စကလုံးတွေတမိုင်းဝင် အဖြစ်စဉ်တွေကိုကိုကာပြီးအစ္စရေးရဲ့ရှင်သန်ရေးကိုအလေးပေးပြောဆိုလာတာဖြစ်ပါတယ်။ဆိုတော့နေတန်ယာဟုကိုလူတွေကအမျိုးမျိုးတုံ့တက်ကြပါတယ်။သူထောက်ကဲသူတွေကတော့သူ့ကိုအစ္စရေးရဲ့ခိုင်မာတဲ့ခေါင်းဆောင်နောက်ပြီးဒီဂျူးလူမျိုးတွေရဲ့ဒီကာကွယ်သူလို့မြင်ကြပါတယ်။ဒါပေမဲ့ဝေဖန်သူတွေကတော့သူ့ကိုအာနာရှင်ဆန်တယ်လို့ပြောကြပါတယ်။ဒီပါလက်စတိုင်းနဲ့ဒီငြိမ်းချမ်းရေးကိုအလျှော့မပေးတဲ့သူတို့လည်းဆွတ်ဆွေးကြတဲ့သူတွေလည်းဒါရှိကြပါတယ်။နေတန်ယာဟုကနိုင်ငံရေးမှာအလွန်ကျဉ်းကျဉ်းတဲ့သူလို့ပြောကြပါတယ်။ သူကပြည်ထောင်နိုင်ငံရဲ့မှာပြိုင်ဘက်တွေကိုကျော်လွန်နိုင်ခဲ့ပြီးမတူညီတဲ့ပါတီတွေကိုညှိနှိုင်ပြီးတော့မှဒီညွန့်မောင်းအစိုးရဖွဲ့စည်းနိုင်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့သူသူ့အပေါ်မှာဒီအကျင့်ပြားချဆမှုတွေဆွတ်ဆွေးချက်တွေလည်းရှိနေတော့မှာပဲ။2019ခုနှစ်မှာသူ့ကိုဒီလက်စားမှုတွေလိန်လေမှုတွေနဲ့ယုံကြည်ယုံကြည်မှုတွေကိုဖောက်ပြမှုတွေနဲ့ဒီဆွတ်ဆွေးချက်တွေကဒီအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့နေတညာကဒီဆွတ်ဆွေးချက်တွေကိုတံပြန်ပြီးတော့မှအငင်းစုပ်ဝေးတာတွေအများကြီးလည်းရှိပါတယ်။ ဒါသူရဲ့ပုတ်ကလီကဘဝမှာတော့ဒါအိန်ထာကို30လဲရှိခဲ့တယ်လို့သိရပါတယ်ဆိုတော့သူရဲ့ဇနီးဖြစ်သူဆာရာနေတန်ယာဟုကလည်းနိုင်ငံရေးမှာဩစာတက်ရောက်တဲ့လူလို့လည်းဆိုကြပါတယ်ဆိုတော့ဒါမဲ့ဆာရာကိုလည်းအကျင့်ပြက်ချက်ဆမှုနဲ့ဒီတရားဆွေးဆိုတာတွေဆွေးချက်တင်တာတွေရှိခဲ့တယ်လို့သိရပြန်ပါတယ်နောက်ပြီးတော့သူ့လက်ထက်မှာအစ္စရေးရဲ့နီးပညာကဏ္ဍဟာဒီကမ္ဘာအဆင့်အထိကိုထိပ်ပိုင်ရောက်ခဲ့ရတယ်ဆိုတာအားလုံးသတိထားမိကြမှာပါ စ္စရေးကိုဒီ Star Ammunition လို့တင်စားကြတာကနေတန်ယာဟုရဲ့စီးပွားရေးမူဝါဒတွေကြောင်းသူဆွတ်ရပါမယ်။ဒီကြတဲ့အာရဗ်နိုင်ငံတချို့နဲ့လည်းဒီအဗရာဟမ်စာချုပ်ချုပ်ပြီးတော့မှဆက်ဆံရေးကိုထိန်းထားနိုင်တဲ့အပြင်နိုင်ငံတကာတန်ခိုးတမန်ကြီးကိုလည်းအံ့ဩစေခဲ့သူပါ။ဒါကအစ္စရေးရဲ့နိုင်ငံတကာပုံရိပ်ကိုမြစ်တင်ပေးခဲ့တယ်လို့လည်းဆွတ်ရနိုင်ပါတယ်။နေတန်ယာဟုကသူ့ရဲ့လုံခြုံရေးမူဝါဒတွေကြောင်းအစ္စရေးဟာဒေသတွင်အင်အားကြီးနိုင်ငံတစ်ခုအဖြစ်ဆက်လက်ရည်တည်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့တွေ့ရှိချက် အချို့ကတော့နေတညာဟုရဲ့ဒီအောင်မြင်မှုတွေမှာဒီအငင်းပွားဝဲရာတွေနဲ့လည်းလွှမ်းနေတယ်ဆိုတာကိုမြင်ပါတယ်။ဥပမာပြောမယ်ဆိုလို့ရှိရင်သူရဲ့ပါလက်စတိုင်းစန့်ကျင်ရေးမူဝါဒတွေကနိုင်ငံတကာမှာဝေဖန်ခံရမှုတွေရှိနေတယ်။အာဒီအနောက်တောင်ဘက်ဒေသမှာလည်းဒီအစ္စရေးတပ်တွေတပ်ဆွဲတာတွေဂျူးလူမျိုးတွေအခြေချနေထိုင်တာတွေကလည်းဒါငြိမ်းချမ်းရေးဖြစ်စဉ်အတွက်သူတို့ကျမ်းမှာမဏိပခတဲ့အာရှိနေစေဆိုတာကိုမြင်နေရပါတယ်။ဒါပေမဲ့နေတညာဟုကနိုင်ငံရေးမှာဩဇာနဲ့ရှင်သန်သူတယောက်ဖြစ်ပါတယ်။ သူကနိုင်ငံရေးအချက်တွေဆန္ဒပြမှုတွေတရားစွပ်စွပ်မှုတွေကိုကြော်လွန်ပြီးအနာကိုဆုတ်ကန်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့မူဝါဒတွေကအစ္စရေးရဲ့ပါလက်စတိုင်ကြားပဋိပက္ခကိုပုံပြီးရှေ့ကြားစေတယ်လို့လည်းသုံးသပ်သူတချို့တွေရှိနေကြပါတယ်။ဒီနောက်ဆုံးပြောမယ်ဆိုလို့ရှိရင်နေတညာဟုဟာအစ္စရေးတမိုင်းမှာဖျောက်ပြက်လို့မရတဲ့ပုံကိုကြီးတူပါသူရဲ့နောက်ခံတမိုင်းចောင်းတွေစစ်မှုထမ်းအတွေ့အကြုံတွေနိုင်ငံရေးဗျူဟာတွေနဲ့ဒီဩဇာတက်ရောက်နိုင်တဲ့ မိန့်ခွန်တွေကသူ့ကိုဒေတာတွင်မှာအစွန်းထက်ဆုံးခေါင်းဆောင်တူဖြစ်စေခဲ့ပါတယ်ဒီတညာဟောအောင်မြင်မှုတွေနဲ့အတူစင်ခေါ်မှုတွေလည်းရှိနေပါတယ် ICC မှာဆိုလို့ရှိရင်လည်းဖန်ဝရန်ထုတ်ခံထားသူတူပါဒါပေမဲ့သူ့ရဲ့နိုင်ငံရဲ့ခီးဟာအစ္စရေးရဲ့အနာဂတ်ကိုဆက်လက်ပုံဖော်နေတယ်ဆိုတာသိကြပါတယ်ဒါကြောင့်သူ့ရဲ့လုပ်ရက်တွေကိုဆက်လက်စောင့်ကြည့်ဖို့တော့လိုပါတယ်ဒီတညာဟောနိုင်ငံရေးမှာသူ့ရဲ့စိတ်ရင်ကြောင်လူသိများလာခဲ့တာပါသူဟာရှုပ်ထွေးတဲ့နိုင်ငံရေးအခြေအနေတွေမှာဒီရှင်းနေနိုင်တဲ့သူတရားဖြစ်ပါတယ် နေတယောဟာအစ္စရေးပြည်တွင်းနိုင်ငံရေးမှအလွန်ထက်မြက်တဲ့ကစားသမားတစ်ယောက်ပါသူဟာနောက်ပြီးတော့ဒီညွတ်မောင်းအစိုးရတွေကိုစီမံခန့်ခွဲတာအရန်ကျွမ်းကျင်ပြီးတော့မှဒီရန်ဘက်ပါတီတွေကိုလည်းစနစ်တကျနဲ့ခွဲခြားအုပ်ချုပ်နိုင်ခဲ့ပါတယ်ဒီလိုနဲ့နေတယောဟာလည်း၁၇ရာစုမှာအရေးကြီးတဲ့ကမ္ဘာကောင်းဆောင်တွေထဲကတူဖြစ်လာတယ်ဆိုတာတန်တရားဖြစ်ပေါ်မရှိပါဘူးသူရဲ့အစ္စရေးအုပ်ချုပ်မှုကအရှိလေပိုင်းဒေသတစ်ခုလုံးကိုပြောင်းလဲစေတဲ့အပြင်ဒီကမ္ဘာနိုင်ငံရေးကိုပါတက်ရောက်စေခဲ့တဲ့အတွက်ကြောင့်မို့လို့ဒါသူ့ကို ဆက်လက်ပြီးစောင့်ကြည့်ဖို့လိုတယ်ဆိုတာအားလုံးပဲအတွေ့ဖြစ်မှာပါ